ကဲဒီနေ့မှာတော့ကျွန်တော်တို့ Nottingham Forest အတင်နဲ့ကဲမဲ့ပွဲမှာကျွန်တော်အနေနဲ့ Man City ကစားရမ17ရောက်စီးရင်ပေါ့နော်17ရောက်စီးရင်ကျွန်တော်ထည့်စီခြင်းနဲ့17ရောက်အကြောင်းကိုကျွန်တော်ပြောပြမယ်။ဘာကြောင့်ထည့်ခြင်းထည့်စီခြင်းလဲဆိုတာပါကျွန်တော်ပြောပြမယ်ဗျာ။အဲ့တော့ Gourmand နေရာမှာတော့ Errorsen ပဲဗျာ။ Errorsen နေရာကိုကျွန်တော်တို့ Odiga ဝင်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးဗျာ။ကာကွယ်မှုအပိုင်းမှာရောဒီဘောလုံးဒီပေးပို့မှုဘိုင်းမှာရောကျွန်တော် Errorsen ကို Odiga လုံးဝမမိဘူး။အဲ့တော့ ဲ့ဒါဆန်ဒီကျွန်တော်တို့မန်စီးအတင်းအတွက်မရှိမဖြစ်ကိုရမအရေးပါတယ်အဲ့တော့နံပါတ်1နေရာမှာသူ့ကိုပဲကျွန်တော်ထည့်သေးခြင်းနဲ့အဲ့တော့နောက်တက်နေရာမှာဆိုလို့ရှင်တော့ကျွန်တော်တို့ကဘာဒီယောပေါ့နော်ဘယ်နောက်ခံလူနေရာစပြောလိုက်မယ်ကဘာဒီယော ။ O'Reilly ကဒါ plain plain mount နဲ့အတင်းမှာကျွန်တော်တို့ကစားပုံကောင်းခဲ့တယ်၊ twin goal တွေရခဲ့တယ်ဆိုပေမဲ့ဒီကောင်လေးတက်ကငယ်လေးပဲရှိသေးတယ်။ Premier League ပွဲမှာကစားဖို့တော့အဆင်နှင်းဖြစ်နေရလို့ကျွန်တော်နေတော့မထင်ဘူး။အထူးသဖြင့်ကဘာဒီယောကိုကြော်ပြီးတော့နေရာရဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးဗျာ။အဲ့တော့ကျွန်တော်စိတ်တင်ကဘာဒီယောပဲအဲ့နေရာကိုရလိမ့်မယ်ဗျာ။ကဘာဒီယောဒီခန်းစစ်ပိုင်းမှာအရင်ကြီးထူးချွန်လောက်ပြောမလို့အရင်ပြောပလောက်အောင်မကောင်းပေမဲ့တိုက်စစ်ပိုင်းလိုက်တဲ့နေရာဘောလုံးဆယ်ယူမှုအပိုင်းနေဒါမျိုးတွေကဘောလုံးပေးမှုအပိုင်းနေဒါမျိုးတွေကကျွန်တော်တို့ တော်ကိုကောင်းမွန်တယ်ဗျာလက်ရှိမန်စီအတင်းမှာသူရဲ့ဟာလန်ရဲ့ပဲကျွန်တော်တို့ပုံမှန်ခြေစွမ်းရှိရလို့ပြောလို့ရတယ်ကျွန်တော်ရဲ့တကူတဲ့အမြင်အရကဘာရီယောကဒီရီမှာလက်ရှိအာမန်စီတင်းရဲ့အကောင်းဆုံးကစားသမားလို့ကျွန်တော်အနေနဲ့တတ်မှတ်ထားရပါတော့အဲ့တော့ဒီဘကိုနောက်ခက်လူနေရမှာဆိုရင်တော့ကျွန်တော်ခူစာနော့ပေါ့ဗျာရှင်းရှင်းလေးခူစာနော့ကကျွန်တော်ဘန်တိုက်တဲ့ကောင်းတယ်လို့ပြောရင်ခင်ဗျားတို့ကျွန်တော်ဆဲလေအောင်မယ်ခင်ဗျားတို့ခြေစောင်းမြင်တယ်မို့လားဒီပုံစံတိုင်းနဲ့ဆက်သွားရင်ခင်ဗျားပရီးမီးယားလိအကောင်းဆုံးနောက်ခက်လူတွေတဲမှာကျွန်တော်ခူစာနော့နာမည်ကိုထည့်ရတော့မှာ ပရီးမီးယားလိတမိုင်းတလျှောက်အကောင်းဆုံးနောက်ခံလူတွေထဲမှာထည့်ရတော့မယ့်ခူစာနှော့လို့ကျွန်တော်တတ်မှတ်ချင်တယ်ဗျာတူရာတီခြေစွန်းကိုဆက်လက်ထိန်းသိမ်းထားမယ်ပက်ကွာရီလာရဲ့နေစင်းတွေကတူတေချာပေါက်ပိုင်ပိုင်နဲ့ရတော့မယ်ဆိုရင်တော့တေချာတယ်ကျွန်တော်ပြောတဲ့စကားကိုမှတ်တာတူဒီခြေစွန်းကိုထိန်းတိုင်တေချာပရီးမီးယားလိနောက်တန်းကစားသမားတွေပေါ့နော်အဲ့ထဲမှာကျွန်တော်တို့တမိုင်းတလျှောက်ကစားသမားတွေမှာတူနာမည်ကိုထည့်ရလိမ့်မယ်နောက်တစ်ယောက်ကတော့ရှင်းတယ်ကျွန်တော် DS ပေါ့ဗျာ DSG ပဲကျွန်တော်နေပါစေခြင်းနဲ့ဒါ Ruben DSG ကတော့ကျွန်တော်တို့ Man City ရဲ့ captain ဆိုတော့ နာဂတ်ကပတိန်ပေါ့ဗျာခုလောလောဆယ်တော့ကေဗင်ဒီဘရိုင်းကကပတိန်ဆိုတော့ရူဘင်ဒီယက်စ်နဲ့ကျွန်တော်တို့ဒီနှစ်ယောက်ကကျွန်တော်တို့အဆင်ပြေတယ်ဗျာကူဆာနောနဲ့နှစ်ယောက်ကအဆင်ပြေတယ်အဲ့တော့နောက်တစ်ယောက်ကတော့ခင်ဗျားတို့ဘ누구ကိုဆဲခြင်းလဲဗျာနူနက်စ်ကိုဆဲခြင်းလားဒါမှမဟုတ်လို့ရှိရင်လီဝစ်ကိုဆဲခြင်းလားဗျာခင်ဗျားတို့ဆဲခြင်းလဲလို့အဲ့ဒီနေရာမှာထက်အဲ့တော့ဘာလို့လဲဆိုတော့အဲ့နေရာဘ누구ဝင်ဝင်ကျွန်တော်တို့ဆဲပဲဆဲနေရတဲ့နေရာဗျာနူးနက်ဆိုရင်လည်းဆဲရတယ်လူးဝဲဆိုရင်လည်းဆဲရတယ်အဲ့တော့ကျွန်တော်တို့ဆဲတာနည်းနည်းလေးဟိုတက်တာစီမဲ့ အာနူးနက်စ်ကိုပဲထည့်သေးခြင်းတယ်ဗျာလီဝစ်ကိုတော့မထည့်သေးခြင်းဘူးလီဝစ်ကြီးကတော့ကျွန်တော်ဆေးရတာမောနေဗျာဒီကောင်ရဲ့ဆရာကြီးစတိုင်လက်တပြပြပုံစံကြီးကိုကျွန်တော်မကြိုက်လို့ကိုမထည့်သေးခြင်းတာဗျာအဲ့တော့လူးဝစ်မထင်းနဲ့နူးနက်စ်ထည့်လိုက်ဗျာအဲ့တော့ကွင်းလင်မှာဆိုရင်တော့ကျွန်တော်ဟိုတနေ့ကစပားနဲ့ပွဲမှာတုံးသွားတဲ့ဒါကွင်းလင်အသွေးဖက်ကလေးကိုကျွန်တော်တဘောကြရတယ်ဗျာဂွန်ဇာလက်နဲ့ဒါကိုဘတ်စစ်ပေါ့နော်ကိုဘတ်စစ်ကကျွန်တော်တို့ DM နေရာမှာပေါ့ဗျာ defensive midfielder နေရာမှာသူကဆော့တယ်ကျွန်တော်တို့ပြီးလို့ရှင်ဒီဘက်ကဂွန်ဇာလက်ကတော့တိုက်စစ်ပိုင်းလိုက်တာတွေဘောလုံးပေးပုံးမှုတဲ့အပိုင်းနေမှာတုံးနေအဲ့တော့ ဒါကကျွန်တော်ဘောလုံးရှိတဲ့အချိန်မှာနော်ဘောလုံးပြတ်သွားတဲ့အချိန်ဆိုတော့နှစ်ယောက်လုံးကကျွန်တော်ကွင်းလက်ခန်းစစ်နေရဒဗယ်ပိုက်ပေါ့ပုံစံမျိုးကျွန်တော်ဆော့တာကိုကျွန်တော်မြင်တွေ့ခဲ့ရတယ်ဗျအဲ့တော့အဲ့ပုံစံလေးကိုကျွန်တော်တဘောကြတယ်အထူးသဖြင့်ဂွန်ဇာလက်ကဒါပရီးမီးယားလိမှာအသားကျဖို့အချိန်တစ်ခုလိုအပ်နေတဲ့အချိန်မှာဒါအတွေ့အကြုံရှိတဲ့ကိုဘတ်စစ်နဲ့တွဲဆော့ပေးလိုက်တာကဂွန်ဇာလက်တွေလည်းကောင်းတယ်လို့ကျွန်တော်ဒီခန်းစစ်ပိုင်းအားနေတဲ့ကိုဘတ်စစ်တွေလည်းဒါဂွန်ဇာလက်နဲ့တွဲဆိုတာပို့ပြီးတော့ကောင်းတော့နှစ်ဦးနှစ်ဖက်လုံးကောင်းတဲ့အနေထားဆိုတော့ကျွန်တော်ဒီအတွဲကိုပဲ73စီးခြင်းနေပေါ့နော်အဲ့တော့ တောင်မန်တစ်ဖက်ကတော့ရှင်းတဲ့ဒိုကူရဲ့စာပေညိုပဲပဲကျွန်တော်တုံးသိကျင်တယ်ဒီကောင်လေးနှစ်ယောက်ရဲ့ဒီတူအားဂျုံအားတွေကကျွန်တော်တို့အရင်သဘောကျတယ်ဗျာလို့နော်ဘောလုံးစိတ်ပြင်းပြင်းကင်ထားတဲ့ဆိုင်ဒီကောင်လေးရဲ့လှဲခေါက်တွေကြီးရကျွန်တော်တော့ဝကြီးမှုဝဘူးဗျာလို့နော်လုံးဝနောက်တန်းနေကိုလှလှပပလေးကြော်ရလိုက်ပြေးရနဲ့ကြော်လိုက် dribbling နဲ့ကြော်လိုက်ပြီးလို့ရှိရင် Haaland ကိုလှမ်းထိုးပေးလိုက်တကယ်ကြီးလို့ကောင်းတယ်ကောင်းတယ်အဲ့တော့အဲ့နှစ်ယောက်ကိုပဲကျွန်တော်တုံးသိကျင်တယ်အလယ်မှာတော့ဖြစ်နိုင်ရင်ကျွန်တော် Kevin De Bruyne ယူပဲဆက်တုံးသိကျင်တယ် foreign ကရှိပြီမြေပေါ့နော် foreign ရဲ့ပုံစံကပြောမယ်ဆိုတကူကောင်းဆန်တယ်လို့တော့တုံးလုံးဂျုံပေါ့နော်သူ့ရဲ့ပုံစံက go fancy ပေးမှုတက်တော့ပေါ့နော် go ရဖို့ဦးစားပေးတဲ့ကစားဟန်မျိုးဗျာအဲ့တော့ဒိုကူလည်းရှိရယ်စာပင်ယူလည်းရှိရယ် go area လေးကိုတိုးဝင်လာမဲ့အနေအထားတစ်ခုမှာကျတို့ harlain လည်းရှိနေဆို go တွင်းမဲ့လူလည်းရှိတယ်တကူတော့ထိုးပေါက်မှုမယ်ရှိရဲ့အချိန်မှာ foreign ကြီးပါလာတာကပြောမယ်ဆိုတင်းဖောင်ပြက်နေစေလို့ကျွန်တော်နေထင်တယ်ဗျာအာပြောမယ်ဆိုတကူကောင်းမဆန်မဲနဲ့ ဂိုးဖန်တီးပေးမှုကိုပဲအာတန်နဲ့ကေဗင်ဒီဘရိုင်းနာလို့ကစားသမားမျိုးอ่ะပဲလက်ရှိ ကျွန်တော်ဒီဒိုကူရဲ့တောင်မန်ဆာဗင်ယူရဲ့တောင်မန်ဟာလန်ရဲ့ဂူတွင်းဆက်မျိုးနဲ့အဲအဲ့လိုမျိုးအနေထားမျိုးနဲ့မှာပဲကျွန်တော်တို့ ဒါကျွန်တော်တို့ကစားပွဲအဆင်ပြေမယ်လို့ထင်တယ်ပြောမလို့ဂိုးရဖို့ပဲကြိုးစားအထုတ်နေတဲ့ကစားသမားရဲ့စုပြုံနေရင်တိုက်စစ်ကဖန်တီးပေးမယ်လို့ပြောက်တွားရင်ကျွန်တော်အတက်မဲ့ draw တက်လို့မလို့ဖြစ်နိုင်တော့ Kevin De Bruyne ယူပဲကျွန်တော်တုံးသိချင်တယ်ပေါ့နော်ခြေစွန်းကြပေးမယ်လေဒါပြီးခဲ့တဲ့ပွဲမှာသူ့အနေနဲ့ဒါ twin goal တွေ goal တွေဖန်တီးပေးမှုတွေ goal တွေရခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်တို့ ယုံကြည်မှုပြန်ရှိလာပြီလို့ကျွန်တော်ထင်တယ်ပြီးတော့ forest လို့ပြန်ပဲမျိုးနဲ့တွေ့ရဖြစ်တဲ့ kevin de bruyne ကိုထည့်မယ်ဆိုရင်တော့ထည့်လို့ရတဲ့အနေအထားရှိနေတဲ့အတွက်ကျွန်တော် kevin de bruyne ယူပဲတုံးစီနေတယ်ပေါ့နော်အဲ့တော့တိုက်စစ်ကတော့ရှင်းတယ်ဗျာ haaland haaland ဒီဘက် goal သွင်းလိမ့်မယ် salas ကိုအမိလိုက်ဖို့အဲ့တော့ haaland မဖြစ်မနေကိုထည့်ရမှာ haaland နေရာအရင်တိုက်စစ်မှာမရှိဘူး mamouche ကိုတော့အရန်ကုန်ပို့ထားလိုက်အောင်ဒီကောင်ကပြောရမယ်ဆိုရောရောတော့တော့ရှိပြီမယ်လောလောဆယ်တော့ကျွန်တော်မလူသေးဘူးဗျာဟိုပွဲကြီးကြီးမှာဒီကောင်ထုတ်တုံး premier league မှာအချိန်ယူပါစေအောင်ဒီကောင်အဲ့တော့ဒါကတော့ကျွန်တော်ရဲ့ 17ရောက်လိုင်းနဲ့ဆင်းပါလို့နော်ညီကိုရောဘလို့မြင်လဲကွန်မန့်မှာတစ်ချက်လောက်ရေးတော့ပြကြပါအောင်ဘယ်ကစားမောက်ထည့်သိခြင်းလဲ